မင်္ဂလာပါရှင်ခိတ္တတလီဗေးရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရင်းချမ်းနထိုးကြီးတောင်တာနယ်ငန်းစော်ရှိစစ်တပ်တပ်ဆွဲထားသောနေရာ12ခုကိုခရိုင်အစစ်စစ်စင်ရေးအဖြစ်တပြိုင်တည်းတိုက်ခိုက်မှုစစ်ကောင်စီတပ်သား90ဦးထပ်မံတေဆုံးပြီးလက်နက်29လက်သိန်းစီရရှိတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ် မန္တလေးတိုင်းငင်းချန်မြို့နယ်နထိုးကြီးမြို့နယ်တောင်သာမြို့နယ်နဲ့ငန်းစော်မြို့နယ်ရှိ အကြံပတ်စစ်တပ်တပ်ဆွဲထားသောမေယာ12ခုကိုခရိုင်အစစ်စစ်စင်ရေးအဖြစ်တပြိုင်တည်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား50ဦးထပ်မံတေဆုံးပြီးလက်နက်29လက်သိန်းစီရရှိခဲ့ကြောင်းကိုမြင့်ဆောင်အညာမြေ operation အဖွဲ့မှတာဝန်ရှိသူတို့ကသတင်းထားလာလို့ပြောဆိုပါတယ် မေလ15ရက်နေ့မှာစတင်၍မြင်းချံမြို့နယ်စီမီကုန်ရဲစခန်းမြင်းချံမြို့နယ်ကြောက်ကြွရွာပြူစခန်းမြင်းချံမြို့နယ်တောင်ချေကိတ်အထိုင်စခန်းမြင်းချံမြို့18ရက်ကွက်နဲ့ခရိုင်ထွေအုပ်ယုံနထိုးကြီးမြို့နယ်ဝက်လူရဲစခန်းနထိုးကြီးမြို့နယ် gas pipeline နဲ့မြို့မစခန်းနထိုးကြီးမြို့နယ်ဇီရွာအနီးစစ်ကြောင်းတောင်သာမြို့နယ်ထနောင်းကုန်းပြူရွာစခန်းတောင်သာမြို့နယ်မြို့ဝင်ကိတ်တောင်သာမြို့နယ် gas pipeline ငန်းစုံမြို့နယ်မြို့ဝင်ကိတ်နဲ့ငန်းစုံမြို့နယ်မြို့တာပန်ဆောင်ကင်းစခန်းတို့ကို ထော်လိုင်းရေးပူပေါင်းတပ်ဖွဲ့များကဝန်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ရင်းတိုက်ခိုက်မှုကိုခရိုင်အစစ်စစ်စင်ရေးအဖြစ်တပြိုင်တည်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးအကြက်ဖက်စစ်ကောင်စီဘက်မှစစ်သားရဲနဲ့ပြူစောတိများအပါအဝင်90ဦးထက်ထိဆုံးကအများပြတရားရရှိကလက်နက်မျိုးစုံ28လက်နဲ့ခရိုင်များတိုက်စီရရှိခဲ့ကြောင်းသိရှိရပါတယ်။ထီထွေတိုက်ပွဲများအတွင်အကြမ်းဖက်စစ်တပ်မှလေးချောင်းပစ်ကူအဖြစ်ဂျက်ဖိုက်တာ၊ဝိုင်းတွဲ အမိုင်35တို့ဖြင့်အစမတန်ပုံကျဲတိုက်ခိုက်ခဲ့ပြီးတော်လရေးရဲဘော်များအထူးကရှိဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ထို့ပြင်အကြံပတ်စစ်တပ်ထံမှ ME11 နှစ်လက် ME13 သုံးလက် G3 နှစ်လက် ME3 သုံးလက်ပါရီနှစ်လက်ကာပိုင်တစ်လက်လက်လုံအတူတစ်လက်ကိုလုံးနှစ်လက် M22 လက်လုတ်တလက် MA1 ချစ်လက် MA2 နှစ်လက် G ပေါက်43ခု G3 ချီ910တောင်း 5.56G 9064တောင်း 9 mmg 269တောင်း7.623မျိုးကြီး2988တောင်းကာပိုင်ကြီး148တောင်းရှစ်ထွက်မိုင်းနှလုံး m9g 49လုံး60 mm 28လုံး rpg အဖူး9ဘူး rpg ပို့ကြီး6တောင်းလက်ပြပုံး15လုံးနေမိုင်း23လုံး8 channel ချမ်းမတလုံး6 channel ချမ်းမတလုံးမိုင်းရှာဆက်တလုံးဆိုင်ကယ်15စီးကြက်ငွေ66သိန်းနဲ့စစ်အုံဆောင်ပစ္စည်းများသိမ်းဆည်းရရှိခဲ့ကြောင်းသိရပါတယ် အဆိုပါတိုက်ခိုက်မှုကိုမြေချံခရိုင်စစ်တာနာမှာခရိုင်ကုတ်ကဲရေးမှုဤစီမံကုတ်ကဲမှုဖြင့်ရင်းချံခရိုင်ကိုမန်လိုရင်းချံခရိုင်တရင်1 2 3 4 6 9 8 9 10ရင်းချံခရိုင်ဒရုန်းတပ်ဖွဲ့ ရင်းချံမြို့နယ်ပါကဖာနထိုးမြို့နယ်ပါကဖာတောင်သာမြို့နယ်ပါကဖာညန်းစုံမြို့နယ်ပါကဖာကြောက်စဲခရိုင်ကွန်မန်ဒိုမိတ်တီလာခရိုင်အမှတ်3တက်ရင်နေပြီးတော့အမှတ်101တက်ရင်တရာဦးမြို့နယ်ပါကဖာမိတ်တီလာပါကဖာပူပေါင်းတပ်ဖွဲ့တို့ကပူပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်ဆက်လက်ပြီးမြန်မာစစ်အုပ်စုတပ်အခွန်ဝေးနေရင်စီလင်းဤပညာများစီစဉ်အောင်ပတ်မိုးကူညီနေသည့်အာဆီယံကော်မတီကြီးများဆက်ရင် GFM ထုတ်ပြန်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ် 2021ခုနှစ်ဖေဖော်ဝါရီလအာနာသိန်းကြိုးပမ်းမှုနောက်ပိုင်းစစ်အုပ်စုတို့၎င်းတို့ထိန်းချုပ်ထားသည့်ကုမ္ပဏီများနှင့်စီးပွားရေးလုပ်ငန်းများဆက်လက်လုပ်ကိုင်နေသည့်အာဆီယံအဖွဲ့ဝင်နိုင်ငံများမှကုမ္ပဏီကြီး54ခုစည်ရင်းကို Justice for Myanmar JFM ကယနေ့ထုတ်ပြန်လိုက်ပါရင်အဆိုပါကုမ္ပဏီကြီးများသည့်စစ်အုပ်စုထိန်းချုပ်ထားသည့်ရေနံနှင့်သဘာဝတံငွေတစ်လုပ်ငန်းကဏ္ဍရေနီယာငှားရမ်းမှုနှင့်အခွန်ပေးချေမှုများမှတက်စဉ်စစ်အုပ်စုကိုအခွန်ဝင်ငွေပံ့ပိုးပေးခြင်းလေရင်စီဆက်သွယ်ရေးနှင့် စောင့်ကြည့်ထောက်လိုင်းရည်နီးပညာများထောက်ပံ့ခြင်းတို့ဖြင့်ပြည်သူအပေါ်ပြန်လည်ကျူးလွန်သည့်စစ်အုပ်စု၏အကြမ်းဖက်မှုများကိုအားပေးကူညီနေသည်ဟု Justice for Myanmar ကဆိုပါရယ်အစီရင်ခံစာတွင်ပေါ်ပြခံရသည့်ကုမ္ပဏီများတွင်အောက်ပါကုမ္ပဏီများပါဝင်နေသည့်ကုမ္ပဏီ94ခုစရင်အသေးစိတ်ကို GFME website တွင်တွေ့မြင်နိုင်သည့်ထိုင်းနိုင်ငံအစိုးရတစိမ့်တစ်ပိုင်းပိုင် PTTEP ကုမ္ပဏီသည်မြန်မာနိုင်ငံတွင်အရေးပါသည့်ကမ်းလွန်တန်ခွေစီမံကိန်းကြီးနှစ်ခုကိုကြီးကြပ်လုပ်ကိုင်းနေသည့် ရငွေရောက်ချမှုမှရရှိသောငွေများဖြင့်စစ်အုပ်စု၏စစ်ရဇဝတ်မှုများနှင့်လူသားမျိုးနှင့်အပေါ်တူးလွန်သည့်ရဇဝတ်မှုများကိုငွေကြေးထောက်ပံ့လျက်ရှိသည်။မလေးရှားရင်လန်တွင်ဝန်ဆောင်မှုကုမ္ပဏီ Anna Group ကုမ္ပဏီသည်စစ်အုပ်စုအတွက်ဘဏ္ဍာငွေရှာဖွေပေးနေသည့်ရဲတကုံတဘာဝတံငွေစီမံကိန်းအတွက်တံငွေတူလာမှုနှင့်ပို့လွှတ်မှုအဆောက်အအုံများကိုပံ့ပိုးကူညီနေသည်။စင်ကာပူအခြေစား Intera Resources ကုမ္ပဏီသည်2021ခုနှစ်တွင်စစ်အုပ်စုတန အမေရိကန်ဒေါ်လာ300ကျော်ပိုရှိသည့်ယင်းနဲ့စီပေါင်း300ကျော်ရောင်းချထောက်ပံ့ခဲ့ပြီးစစ်အုပ်စု၏ရသားပြည်သူများအပေါ်တိမှတ်ထားသောလေကြောင်းတိုက်ခိုက်မှုများနှင့်ရေပြင်စစ်ဆင်ရေးများအတွက်လောင်စာဖြည့်ကူညီခဲ့ပြီး VNN နိုင်ငံပိုင်ကုမ္ပဏီ Fitted Global Investment Company သည် Mindel ဆက်သွယ်ရေးကွန်ရက်တွင်စစ်အုပ်စုပိုင်းမြန်မာစီးပွားရေး Corporation MEC နှင့်မိတ်ဖက်ဆောင်ရွက်နေပြီးစစ်အုပ်စုအတွက်အခွန်ဝင်ငွေတာမက ထောက်လှမ်းရေးစွမ်းဆောင်နိုင်မှုများကိုပါပေးအပ်လျက်ရှိပါသည် စင်ကာပူသစ်လုပ်ငန်းကုမ္ပဏီများဖြစ်ကြသည် Green Play Alkman Natural Forest နှင့် Philan Siroi မြန်မာကုမ္ပဏီခွဲများသည့်စစ်အုပ်စုထိန်းချုပ်ထားသည့်မြန်မာသစ်လုပ်ငန်းထံမှသင်များဝယ်ယူခဲ့ပြီး2021ခုနှစ်မှ2023ခုနှစ်တွင် American Dollar 10သန်းကျော်တန်ဖိုးရှိသစ်ထုတ်ကုန်များတင်ပို့ခဲ့သည်။ မလေးရှားနိုင်ငံ၏ MAMEE Devadet ကနှင့်ထိုင်းနိုင်ငံ၏ CP Group ကုမ္ပဏီများသည့်စစ်အုပ်စုပိုင်းမြမစီဝါရေးဦးပိုင်လီမိတက်ကထိတ်ထုတ်ထားသည့်ပြင်းမပင်စက်မှုစုံတွင်ကုန်ထုတ်လုပ်ရေးစက်ရုံများတီထောင်ထုတ်လုပ်လျက်ရှိသည် စင်ကာပူကုမ္ပဏီ Chris Clyde Group ကုမ္ပဏီသည်စေအုပ်စုပိုင်း MNC ကုမ္ပဏီစုတီထံမှငားရမ်းချသောမြေနေရာပေါ်တွင်အင်တာနက်စီမံကိန်းတစ်ခုဖြစ်သော New Stand ကိုဖော်ဆောင်လုပ်ကိုင်လေသည်စေအုပ်စုထံလက်နက်နှင့်လေယာဉ်စီနှင့်အခွန်ငွေစီစဉ်မှုများအားရပ်တန့်ရေးဆောင်ရွက်ရန် ASEAN ၏ပြက်ကွက်ခဲ့မှုများကြောင့်အဆိုပါကုမ္ပဏီကြီးများအနေဖြင့်စေအုပ်စုနှင့်စီးပွားရေးလုပ်ငန်းများပုံမှန်ဆက်လက်လုပ်ကိုင်နေနိုင်ခြင်းလည်းဖြစ်သည် အာဆီယံစီးပွားရေးကုမ္ပဏီများအနေဖြင့်အကြံပတ်စစ်အုပ်စုတန်းငွေပေးချေမှုအလုံးကိုဖျက်တောက်ရမည်ဖြစ်သလိုလေယာဉ်စီရောင်းချပေးမှုအားရက်တက်အောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း DFN 3P ထုတ်ပြန်ခဲ့ပါရယ်။ရှင်းလေယာဉ်စီများကြောင့်သကိုင်းတိုင်းအတွင်းရှိစာတင်ကြောင်းတစ်ကြောင်းမှာကလေးသူငယ်ကျောင်းသား22ဦးနှင့်ဆီယမ်မနှဦးတေဆုံးခဲ့ပြီးရက်ဆက်ကြံကြုတ်လာသောလေကျောင်းတိုက်ခိုက်မှုများကိုလုံဆောင်နိုင်ခြင်းဖြစ်သည်ဟုလည်း GFN ကထောက်ပြပြောဆိုပါရယ်။ Justice for Myanmar ၏ပြောရေးဆိုခွင့်ရှိသူမတ်ရတနာမောင်က ကော်ပိုရိတ်စီးပွားရေးလုပ်ငန်းကြီးတွေရဲ့ကြံရပါမှုကိုဖြည့်ရှင်းဖို့အာဆီယံရဲ့ပြက်ပွက်မှုကစစ်အုပ်စုကိုသူတို့ရဲ့အကြမ်းဖက်စစ်ဆင်ရေးတွေတိုးမြင့်လှုံ့ဆော်ခွင့်ပြုခဲ့တာဖြစ်ပါတယ်။စစ်အုပ်စုအကြမ်းဖက်စစ်ဆင်ရေးအတွင်အယက်သားပြည်သူထောင်ပေါင်းများစွာကိုတပ်ဖြတ်ခဲ့ပြီးတန်ပေါင်းများစွာကိုနေရွှန့်ခွာစေခဲ့တာဖြစ်ပါတယ်။အာဆီယံအနေနဲ့အရေးယူဆောင်ရွက်မှုလုပ်ကိုလုပ်ရပါမယ်မြန်မာပြည်သူတွေရဲ့အခွင့်အရေးတွေနဲ့ဒီမိုကရေစီလိုလားတောင်းတမှုအပေါ်လေးစားတမိုးထားရမှာဖြစ်ပြီးမြန်မာစေအုပ်စုနဲ့တန်ရပါမှုကိုရပ်တန့်ဖို့အချိန်တန်ပါပြီဟုလည်းပြောကြားခဲ့ပါတယ် ဆက်လက်ပြီးမိုးပြဲလို့ရှိစစ်တပ်ဤကာကင်းနေရာတချို့ကိုပြန်လည်ထိန်းချုပ်စဉ်စနိုက်ပါဖြင့်ပစ်ကတ်ခံရ၍ PDF ရဲဘော်တအူတက်ရရာစစ်တပ်ကလက်နက်ကြီးများဖြင့်ရန်တမ်းပစ်ခတ်မှုနေအိမ်များပျက်စီးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ခရင်နီပြည်နယ်ဖဲခုံမျိုးနဲ့မိုးပြင်းတို့ရှိအချမ်းဖတ်စစ်တပ်ဤကာကင်းနေရာတချို့ကိုပြန်လည်ထိန်းချုပ်စဉ်စနိုက်ပါဖြင့်ပစ်ခတ်ခံခဲ့ရ၍ PDF ရဲဘော်တအူတန်ရာရစစ်တပ်ကလက်နက်ကြီးများဖြင့်ရန်တမ်းပစ်ခတ်မှုနေအိမ်များပျက်စီးခဲ့ကြ။ မိုးပြဲလိုကေ PDF တပ်ဖွဲ့မှတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောပါရင်ယမန်နေ့မေလ23ရက်နေ့ကမိုးပြဲမျိုးလိုကေဒူဟာအမတ်နေ့လှုပ်ရှားနေနေတွင်တော်လရေးပူပေါင်းတပ်ဖွဲ့များလက်လို့ခရသည်ရှေတန်းကာကင်းအချို့ကိုပြည်လဲချီတက်ပြီးခြေကုပ်ယူနိုင်ခဲ့ကြောင်းထို့သောခြေတက်ခြေကုပ်ယူစဉ်စစ်ကောင်စီတပ်ကစနိုက်ပါပြင်ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့ရာမိုးပြဲလိုကေ PDF ရဲဘော်တအူးမှထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်းသိရပါရယ် လက်လွတ်ထားရတဲ့ကာကင်းအချို့ကိုပြန်လည်ခြေကိုယူချိန်မှာစနိုက်ပါနဲ့ပြစ်ခတ်ခံရတာပါထိခိုက်သွားတဲ့ရဲဘော်ကတော့နည်းနည်းစိုးရင်ရတယ်အစုတ်ထိခိုက်သွားတာစကားစနဲ့ PNO ပြည်သူစစ်ကဆက်လက်ထိုးစစ်ဆင်နေတုံးမယ်တိုက်ပွဲကလည်းနေ့စဉ်နေ့တိုင်းပဲသူတို့ဘက်ကထိခိုက်တည်ဆုံမှုအတိအကျတော့မသိရဘူးကိုမိုးပြေလိုခဲ့ PDF တပ်ပွဲမှာတာဝန်ရှိသူတအူကသတင်းဌာနသို့ပြောကြားပါတယ် အဆိုပါကကင်းအကျိုးပြလဲနေရယူမှုကိုမိုးပြဲလိုကဲ PDF DMO လိုကဲ PDF KNA နဲ့ KMDF တို့ပူးပေါင်းကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးအကြမ်းဖက်စစ်တပ်ကနက်နက်ကြီးများအဖြစ်ရန်တမ်းပစ်ခတ်မှုကြောင့်မိုးဒဲမျိုးရှိလူနေအိမ်အချို့မီးလောင်ပျက်စီးမှုရှိခဲ့ကြောင်းသိရပါတယ်။အခုလက်ရှိတိုက်ပွဲကနေ့ရက်တိုင်းရှိနေတဲ့အတွက်စားနပ်ရိက္ခာနဲ့ KN တို့အချက်ရှိပါတယ်။မိဘပြည်သူတွေအနေနဲ့ဝိုင်းဝန်းကူညီထောက်ပံ့ပေးကြပါလို့မြစ်တာရက်ခံကျင်းပါတယ်ဟုမိုးပြဲလိုကယ် PDF တပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုပါတယ် ကျမရဲ့တင်ဆက်မှုကိုဒီမှာပဲရနာအွင့်ပြုပါရှင်အားလုံးပဲရှင်လန်ချမ်းနေကြပါစေရှင်